ကန်နာရီကဲလို့တန်းစင်အနယ်ကနေလွတ်မြောက်သွားခဲ့ကြတဲ့မန်ယူအဆန်နဲ့တဲ့ပတ်သက်ရင်မန်ယူအသင်းပြိသက်တွေမန်ယူအသင်းကစားသမားဟောင်းတွေအမြဲတလို့ဝေဖန်ပြောဆိုမှုတွေပြုလုပ်လို့ရှိတာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပြီးအဲ့လိုမန်ယူအသင်းပြိသက်တွေကစားသမားဟောင်းတွေဝေဖန်နေခဲ့ကြတဲ့အဆန်နဲ့တဲ့အခုဆိုရင်မန်ယူအသင်းရဲ့ဂျေဆုရှင်တယောက်လို့ဖြစ်သွားခဲ့ကြပြီလို့ဆိုကြပါတယ် ဘာကြောင့်ဆိုရင်မင်းအတင်းရဲ့တန်းစင်းအနေကနေကင်းလွန်ခွင့်ရအောင်စွမ်းဆောင်ပေးထားခဲ့ကြတဲ့အတွက်ကြောင့်ဖြစ်ပြီးနောက်နောက်ဂျေစုရှင်ကိုဂျေစုမကမ်းမိအောင်နေထိုင်ဆင်ခြင်သွားဖို့တော့လိုအပ်တယ်လို့ပဲဆိုကြပါရင်ပြီးခဲ့တဲ့ညကစားခဲ့တဲ့မင်းအတင်းရဲ့ဟိုအတင်းရဲ့ပွဲစဉ်မှာဟိုအတင်းအမင်းအတင်းကို O24 အထိတက်ပြီးချဲမပေါက်ပဲခေါ်တီးသွားခဲ့ကြတာဖြစ်ပါရင်ဟိုအတင်းကိုအရှုံးပေးခဲ့ရတဲ့မင်းအတင်းအတွက်တော့ဒါဟာပရီးမီးယားလိနောက်ဆုံး၄ပွဲစဉ်နိုင်ဝဲပြောင်ဆုံးခဲ့ကြတာဖြစ်ပြီးလက်စာကိုဝေးခွဲမှာ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်နောက်ပိုင်းပရီးမီးယားလိမှာနိုင်ဝဲနေပြောင်းနေခဲ့ကြတာပါ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံနောက်ဆုံး6ပွဲစလုံးမှာလည်းမန်ယူအသင်းဟာနိုင်ဝဲလုံးဝမရှိခဲ့ကြဘူးလို့ဆိုရမှာဖြစ်ပြီးသုံးပွဲရှုံးသုံးပွဲတည်ဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားခဲ့ကြတာလည်းဖြစ်ပါရင် လာရောက်အောင်နိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာရိုပါလိကိုပဲအာယုံဆိုင်တော့မှာဖြစ်တဲ့အတွက်ပရီးမီးယားလိပွဲစဉ်တွေကိုလူငယ်တွေကိုနေအောင်ပေးသွားမယ်ဆိုတဲ့ရိုဘင်အမ်မိုရင်ဟာလူငယ်ကစားမတချို့ကိုအသုံးပြုသွားခဲ့တယ်ဆိုပေမဲ့ရလက်ပိုင်းအရာတော့စိတ်ပြက်စရာအတော်လေးကောင်းနေခဲ့တာပါဒုတိယပိုင်းပွဲချင်းချောင်းဆယ်မှာဘရူနိုဖာနန်ဒက်ဒါလော့မေဆွန်မောင်းနဲ့ရိုရိုကိုထည့်သွင်းအသုံးပြုသွားခဲ့ပေမဲ့ဟိုအသင်းဘက်ကတလုံးထဲသောအနိုင်ဂိုးကို89မိနစ်မှာရယူသွားခဲ့တာဖြစ်ပါရင်ဟိုနနာလိုအလူတကာကြီးရှိတဲ့ဂိုးပေါက်ကိုကိုအသင်းဘက်ကဒိုင်းရိုက်ဖရီကင်းနဲ့အတူကန်သွင်းယူသွားခဲ့တာပါမန်ယူအသင်းအနေနဲ့လည်းအပိုင်ခွင့်ရရှိခဲ့ပေမဲ့တိုက်စစ်ပိုင်းကဝိုင်လန်တယောက်ထိုင်ပြီးဖြုံးနေခဲ့ တဲ့အတွက် MRN အသင်းဟောင်း Ultra Four မှာဂုံးမခေါမှုနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ Wildland ကာနာချိုမိုင်နူတို့ဥဆောင်လာခဲ့တဲ့တိုက်စစ်ပိုင်းဟာထင်သလောက်အလုံးမဖြစ်ခဲ့ပဲပရာပိုင်းတစ်ပိုင်းလုံးပြန်ပြန်အသင်းကိုပေါင်းရှိမှလွဲချော်မှုတွေနဲ့သာရင်ဆိုင်နေခဲ့ရတာပါ။ ဘောအသင်းကိုရှုံးပေးခဲ့ရတဲ့ပွဲစဉ်အားဒီရသည်15ပွဲမြောက်ပရီးမီးယားလိရှုံးပွဲဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးဒါဟာပြီးခဲ့တဲ့ရာသီကအရိတန်အတင်ရှိထားတဲ့တရားသင်အတွင်းရှုံးပွဲအများဆုံးဆိုတဲ့မှတ်တမ်းစိုးကိုကျော်လွန်သွားခဲ့ကြတာပါပြီးခဲ့တဲ့နေ့ဘောလုံးရာသီကမန်ယုံအသင်းဟာပရီးမီးယားလိရှုံးပွဲစုစုပေါင်း14ပွဲအထိရှိခဲ့တယ်လို့ပရီးမီးယားလိမှာလည်းရမှန်အနည်းဆုံးပိုင်ဆိုင်ခဲ့တဲ့ရာသီအဖြစ်ရမှန်ချောင်းဆင်တဲ့ရာသီပိတ်သိမ်းခဲ့ကြတာပါ ယခုနေ့ဘာလုံးရာသီမှာတော့ Eriton ကိုထုတ်ပယ်ပြီး Robin Amorin ကိုတာဝန်ပေးအပ်ခဲ့ပေမဲ့မန်ယူအသင်းဟာရှုံးပွဲ15ပွဲအထိဒီရာသီမှာရင်ဆိုင်ကြုံတွေ့ထားခဲ့ရတာပါဒီရာသီရှုံးပွဲ15ပွဲထဲမှာ Eriton ရဲ့လက်ထက်မှာရှုံးပွဲ၄ပွဲအထိရှိထားတာကိုတော့ထည့်သွင်းသွားရမှာဖြစ်ပြီး Amorin ရဲ့လက်ထက်မှာတော့မန်ယူအသင်းဟာရှုံးပွဲ16ပွဲအထိရှိထားခဲ့တာပါပြီးခဲ့တဲ့ရာသီမှာ Eriton က38ပွဲတာဝန်ယူပြီးရှုံးပွဲ14ပွဲသာရှိခဲ့ပေမဲ့ဒီရာသီ Robin Amorin ကတော့လက်ရှိအချိန်ထိ Premier League ပွဲ20အထိတာဝန်ယူထားပြီးချိန်ထဲမှာရှုံးပွဲ16ပွဲအထိကြုံတွေ့ထားခဲ့ရတာဖြစ်ပါတယ်ပြောရရင် Robin Amorin လက်ထက်မှာ ချစ်ဆောင်လိုက်တဲ့အသင်းဟာတော်တော်လေးကိုမျောလင့်ထားခဲ့ကြတာဖြစ်ပြီးလက်ရှိအချိန်ထိတော့မျောလင့်ထားတာတွေနဲ့တခြားစီလိုဖြစ်နေကြတာပါ ယောပါလိပြိုင်ပွဲမှာဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်ထားတဲ့ဆိုပြီးထောက်ပြလို့ရပါမယ်ဒီဗလာကူမှာအားထည့်မကန်ရင်တသင်းလုံးကိုရောင်းထုတ်သွားဖို့ပဲကြံတော့တယ်လို့ပဲဆိုကြပါတယ်။ဟောထုတ်ဖို့ဆိုတော့တချိန်ကပြိုင်ပွဲတွေဖိဖိတော်အောင်ကြောက်ခဲ့ရတဲ့နေရာတစ်ခုဖြစ်ပေမဲ့အခုကျပြိုင်ပွဲအသင်းတွေဟာဟောထုတ်ဖို့လာကစားရမှာကိုတော်တော်လေးပျော်ရွှင်နေခဲ့ကြတာပါ။ပရီးမီးယားလိမ်အမှတ်ဆီယာမှာအဆင့်ဆက်လေးဆိုတဲ့နေရာကမန်ယူအသင်းရှိနေရမယ့်နေရာမျိုးမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပြီးချန်ပီယံစုအတွက်ချန်ပီယံလိဝင်ခွင့်နေရာအတွက်အဓိကစိန်ခေါ်နေရမယ့်အသင်းပဲဖြစ်ပါတယ်။ အခုတော့တန်းစင်းဆောင်အရင်ကနေကင်းလို့သွားခဲ့တာကိုပဲမဲယွန်အသင်းအနေနဲ့အာဆင်နယ်ကိုချန်ဖန်ပြီးကျေးဇူးတင်ရတော့မှာဖြစ်ပါရင်